ကဘုရားလို့ဒီကျွန်တော်ကဘုလိုဝင်တယ်ဟာအာအာတုပမှာတရဏဂုံတင်တာကဒီလိုရှိတယ်တခါကြီးတို့အာတုပမှာတရဏဂုံတင်တယ်ဆိုတာကယူရဒလိလေယူရဒလိလောက်ရတယ်နော်တခါကြီးတို့ရေတရဏဂုံတင်တယ်ဆိုတော့တချို့ဘုန်းကြီးတွေကပြောတယ်လေနေတို့တင်ရင်တရဏဂုံမတင်ပေးတော့ဘူးတဲ့ကျန်လားမရှိဘူးလားအဲမတင်ပေးတဲ့ပြဿနာမှမရှိတာကျန်လား ။ဘာလို့တော့တေတဲ့လူကတဏ္ဏဂုံတင်လဲတဏ္ဏဂုံမမြောက်တော့ဘူးပေါ့။သူကဥစဉ်တို့တဏ္ဏဂုံဆိုတာကဒီအာပါနာကောတိယအာပါနာကောတိကံအသက်ဆုံးသည့်တိုင်အောင်ဆိုတော့အသက်ရှင်တဲ့အချိန်ထိပဲတဏ္ဏဂုံတည်တာ။ဒါကောင်မကြီးတို့တေပြီးဆိုရင်အော်တိုတဏ္ဏဂုံပြတ်သွားပြီ။တဏ္ဏဂုံပြတ်သွားပြီဆိုတင်လို့လေမရတော့တည်နေပြီလေဒီအတုပခန္ဓာအိမ်ပဲရှိတော့တယ်။ကိုကလူဖြစ်ရင်လူသွားပြီ။နတ်ဖြစ်ရင်နတ်ပြရောက်ပြီလေ။ ်ခွေးပြင်းခွေးဖြစ်ပြီးငရဲကြရင်ငရဲကြပြီးဒီအတုပါကဘာမှမဟုတ်တော့ဘူးတရဏဂုတင်လို့မရဘူးပေါ့နော်ဒါကတော့ပြောပြတာနော်ဟုတ်ပြီဒီလို तू ပြော तू တင်လို့မရဘူးဆိုတော့တရဏဂုံတွေဘုန်းကြီးတွေရွတ်ပြီးတော့ဘာဖြစ်လဲဆိုတော့တကောင်မကြီးတို့တရဏဂုံတင်တာတည်တဲ့လူကိုတင်တာမဟုတ်ဘူးတကယ်တော့နားလည်ပြီလားတရဏဂုံတင်တာတည်တဲ့လူကိုတင်တာလားမဟုတ်ဘူးဂျန်လားဒါကြောင့်နင်တို့တည်ငါတရဏဂုံမတင်ပြီးပြီဆိုရင်အော်ဆိုလာဆိုင်လုံးလိုက်ပြဿနာမရှိဘူးဒီလိုဘုန်းကြီးတွေဂျန်လား နားလည်လားဦးသိန်းပြောတာဘာမှပြဿနာမရှိဘူးအဓိကတရဏဂုံဆိုတော့မသေးခင်သာမညှိုးနှောင်းအောင်လုပ်နားလည်လားတရဏဂုံအသက်ရှင်စေမှတရဏဂုံပြတ်ရင်အပြစ်ရှိတဲ့တရဏဂုံပြတ်ခြင်းပေါ့အခုဒကာမကြီးတို့ဒီလိုသူတော်ကောင်းဘွားနေပြီးတော့မိစ္ဆာအယူယူလိုက်မယ်ဆိုရင်တရဏဂုံမပြတ်ဘူးလားအဲအဲ့လိုဆိုရင်ဒကာမကြီးတို့ကအပြစ်ရှိတဲ့တရဏဂုံပြတ်ရင် အပယ်ထိကျနိုင်တယ်မိစ္ဆာအယူယူလိုက်နားလည်လားပီလို့တရဏဂုံပြတ်တာကအပြစ်မရှိဘူးတဲ့အဲ့ဒါလည်းတခုနော်နောက်တစ်ချက်ဆက်ပြောရင် တေဟန်တေတဲ့လူတွေကိုတရဏဂုံပေးတယ်ဆိုတာအာသူမပို့တဲ့လူတွေကိုကုသိုလ်တိုးအောင်တနည်းအားဖြင့်နောက်တနည်းကြံပြရင်တော့ဒီတေတဲ့လူဟာပိတ်တာတော်၎င်းကျန္နာတကမကြီးတို့နတ်တော်၎င်းဖြစ်ပြီးတော့ဒီနားလေးမှာရှိနေခဲ့တော့နားလဲလားမသိဘူးအဲ့ဒီကောင်မှအဲ့ဒီဘဝမှာလဲဩငါတို့ရဲ့အမျိုးတွေဟာတဲ့ငါတို့ကိုတောင်းတပြီးတော့တရဏဂုံတွေပါတင်မေးနေတယ်ဗောလေးဆိုပြီးတော့သူ့အပေါ်မေတ္တာထားရရောက်တယ်တဲ့ဘာထားရရောက်လဲ အဲ့ဒါကြောင့်ကိုအဲ့ဒါကြောင့်ကိုတရဏဂုံပေးတာအဲ့ဒါလဲကြံလို့ရတာနော်ဒါလဲဖျားဟောမရှိဘူးဘာဟောမရှိဘူးဒါလည်းဖျားဟောမဟုတ်ဘူးဒါဥစဉ်တို့ရူရတလေးပဲစစ်တပ်ကြီးတည်တယ်ဘုဒ္ဓတရဏဂုံတင်ပေးတယ်ဘယ်သူမှမတင်ဘူးဟုတ်မလားဥပမာပြောပြတာနော်ဥစဉ်ပြောတင်တာတဏ္ဏဂုံတင်တဲ့အကျိုးကဘာရလဲဆိုတော့မတာဘူးတဲ့လူတွေကဖရာတရားတန်ခါပေါ်မှာပူပြီးတော့အဲနောက်တစ်ခေါက်တဏ္ဏဂုံတင်ခွင့်ရတယ်တီလာတွေငါးပါးတီလာမပေးဘူးလားမတာဘူးတဲ့လူတွေအတွက်ကုသိုလ်ရပါတယ်မတာကြီးအတွက်တော့ဘာမှမထူပါဘူးထူလား မထူးဘူးလေเนาะဒါကြောင့်မို့တရဏဂုတ်တင်လာလဲရတယ်မတင်လဲကိစ္စမရှိပါဘူး